အားလုံးပဲမင်္ဂလာပါညကောင်းဆက်တဲ့ထဏမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့အခုချိန်မှာဒီမြန်မာနိုင်ငံမှာမြန်မာလူမျိုးဆိုရင်အထင်မကြီးကြတော့ဘူးဆိုလာတဲ့အဘသာအောင်သူပြိုးပြောလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာဘာသာအောင်သူပြိုးဟာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထဏမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ူကဟိုပါရုပ်ဆရာတော်ဘုရားယူရတယ်ဟိုတိဟိုတိခံတတ်တဲ့စိတ်ကိုလေးချင်မီယူရတယ်ဟုတ်တယ်နော်နောက်ပိုင်းကျတော့ခုဆဲတယ်ဆိုလဲဆိုရင်တော့မပဲအပြောပြသဘောမျိုးနဲ့စိတ်မခံစားလို့ရတယ်ဟိုတငယ်ချင်းတွေနောက်ပြီးဆဲတာလို့ပြောပါလို့ညအဲ့လိုအဲ့လိုမျိုးလူတွေကခံစားလို့ရပါတယ်ဘာဘာလို့လဲဆိုတော့လေးချင်ဖြစ်သွားတယ်ဒီရင်တော့ကိုယ့်ကိုအမန်နေထားတာဘယ်ကောင်းပါမင်းကပါလဲငါကပါလဲဆိုလဲအတွေးမျိုးကဟိုယောက်ယောက်ျားမှန်မှန်တော့လည်းရှိတယ်ပြေအဲ့လိုမျိုးဆိုတော့ဒါနဲ့တာမန်အချိန်မှမသိတာပြီးမဲ့ဟို နိုင်ငံတိုင်းမှာတော့ဒါလူမျိုးရှိတယ်လူကောင်းရှိတယ်ပြည်မယ်ဒါပေမဲ့အဲ့မကောင်းတဲ့လူတွေကိုဒီနိုင်ငံမှာအ ਨੇ စုဆိုတော့လူအများစုကဝိုင်းပြီးဖုံးလန်းထားတဲ့အတွက်ဒီမကောင်းတဲ့လူအ ਨੇ စုကဒီအများကြီးထဲမှာပြောက်နေတယ်ပြည်မယ်အဲ့လိုမျိုးကိုယ်ဒီနိုင်ငံမှာကျတော့ဟိုမကောင်းတဲ့လူကအများစုဖြစ်ပြီးတော့ကောင်းတဲ့လူကအ ਨੇ စုဆိုတော့အဲ့ကောင်းတဲ့လူတွေရဲ့ဇယိုက်လက္ခဏာပြောက်ပြီးတော့အဲ့မကောင်းတဲ့လူတွေရဲ့ဟိုဟာဟိုကိုယ်လေးတွေဆိုတော့အဲ့လိုမျိုးအကောင်လုံးကတော့မကောင်းတာမဟုတ်ဘူးကောင်းတဲ့လူရဲ့ရှိမကောင်းတဲ့လူဒါပေမဲ့အများစုနဲ့အ ਨੇ စုဖြစ်သွားတော့ ေးဘက်ဝန်းကျင်ကြည့်တဲ့အချိန်မှာဟိုကိုရီးယားရဲ့ဟိုဟာကျွန်တော်ဟိုစကားစပြောတယ်ကိုပြောဘူးလားကျွန်တော်ကျွန်တော်တို့ဒီနိုင်ငံတွေမှာဆိုမြန်မာတွေဆိုလို့ရှိရင်ဘာမှမသိတဲ့ကောင်ဖြစ်နေပြီလေတခြားဘင်္ဂလားရှိတယ်မြန်မာရှိတယ်အင်ဒိုနီးရှားရှိတယ်အဲ့လိုမျိုးကိုမသိတဲ့လူ9ယောက်ဘာမှမသိဘူးကိုလည်းဘာမှမသိကိုလည်းဘာမှမသိဒီလိုရအောင်ဒါပေမဲ့အဲ့ဘာမှမသိတဲ့လူတွေရင်အတူတူမြန်မာကခေါင်းဆောင်ဖြစ်တယ်ဘာမှမသိတဲ့လူတွေရင်ရှင်လို့ပြောဘာလို့လဲဆိုမြန်မာလူမျိုးဆိုတာသူတို့သိတာကမြန်မာလူမျိုးဆိုတာသစ္စာရှိတယ်ပြည်မှာ ။အဲ့လိုမျိုးအလုပ်ကိုမကုန်မကတ်လုပ်တတ်တယ်။ဒါကောင်းဆောင်မှုစွမ်းရည်ရှိတယ်။ဒီဒီလိုမျိုးသူတို့ကိုလူမျိုးကဂုံရှိနေတဲ့အတွက်တယောက်ချင်းစီကိုကိုအဲ့လူလူမျိုးကုံလူမျိုးကုံကအထောက်ပံ့လို့အဲ့အဲ့ဒါကိုကျွန်တော်တို့ပြောပြတယ်လူမျိုးကောင်ကြီးကဘာလုပ်ရမလဲဆိုလူမျိုးကောင်ကြီးကနိုင်ငံထဲမှာဖတ်ကြည့်လိုက်လူမျိုးကောင်ကြီးကကျွန်တော်တို့အထောက်ပံ့အဲ့အဲ့လိုဖြစ်တယ်ဘာမှမသိတဲ့လူရင်းမြန်မာလူမျိုးကကောင်းဆောင်ဖြစ်တယ်လာလာတာဆိုရင်မတူဘူးကျွန်တော်ရင်ကျွန်တော်လောက်ခဲ့တဲ့ကောင်ကြီးဆိုလို့ရှိရင်မြန်မာတွေဆိုလို့ရှိရင် ဟာ832 532အလုတ်ချိန်ကလားနေဆိုလို့ရှိရင်832ဟာ7အဲ့လိုမနေ့6ခွဲကနေည9နာရီညမာနေဆိုလို့ရှိရင်မနေ့6ခွဲကနေညနေ9နာရီကြီးအလုတ်ချိန်ဒါတော့ကိုဒူဒူမျိုးရဲ့ပုံကြောင့်အဲ့လိုမျိုးဒူတယောက်ချင်းစီအထောက်ပံ့ဖြစ်အခုကကိုလူမျိုးကောင်အဲ့လိုကောင်းမွန်တဲ့ဂုံတွေကိုထိမ့်မထားတယ်အခုဆိုရင်ဟာညမာလူမျိုးဆိုတာသူများတရွေးခွက်တယ်ပဲပက်လက်မျိုးတွေဖြစ်တယ်ရောက်လျာနိုင်ငံမှာပြဿနာရှာတိရမလား လူမှုဖွဲ့စည်းတဲ့ဝင်ကြီးပြဿနာပေါင်းစုံနေမငိမ့်ညမ်းနိုင်ရတော့အဲကိုယ့်ရဲ့ဟိုဟာတွေကကိုယ့်တိုက်ကကိုချတော့ခုနပိုင်းကြတော့လေအဲ့ရောအတော်နဲ့မမသိတဲ့လူကမသိလို့လုပ်ရင်ထားလိုက်တော့တသိတဲ့လူတွေကဩနိုင်ငံအတွက်လို့ကိုယ့်စိတ်ထဲမှာရည်စူးပြီးပြောလို့ရှိရင်နိုင်ငံအတွက်အကျိုးရှိရင်ပြောလိုက်အကျိုးမရှိရင်ကျန်တဲ့ဟာကိုယူးဆိုင်မယ်ကိုယ့်အတွက်ကိုပြောတာဆိုရင်ကိုကိုနာမည်ကိုတက်ပြီးပြောလိုက်ရပြီးရတယ်ဟုတ်တယ်မပြောဘူးကိုရီးယားနိုင်ငံအတွက်လို့ပြောလို့ရှိရင် နိုင်ငံအတွက်အကျိုးရုံးတဲ့ကိစ္စမှန်တယ်ဗျာရှောင်းဟုတ်လားနိုင်ငံအတွက်အကျိုးရှိတာမှန်တယ်ဗျာလောက်ကျွန်တော်ပြောရအဲ့လိုမျိုးသူကခွန်းနိုင်ငံအတွက်လို့ခေါင်းနဲ့တက်ပြီးတော့အဲ့လိုမျိုးကိုရိုးကိုရိုးအတွက်ကိုကိုကြင်နည်းနည်းလေးမှမကန်ဘူးအဲ့ဒါကိုအနစ်နာခံတာမှမဟုတ်ပဲနဲ့ဟုတ်လားကိုကိုအတွက်ကိုကိုလုံနေကြတယ်လို့ဖြစ်မနေဘူးကဲသူတို့ရဲ့လောက်ရတဲ့နိုင်ငံအတွက်အကျိုးမရှိဘူးလေဟုတ်တယ်မလားဆောကြီးကကိုဝေးရမယ်တိုက်ခိုက်မယ်ဒီလိုပြန်တိုက်ခိုက်မယ်ဆိုရင်ပြည့်ရမလားကိုအဖွဲ့စည်းပြီးတိုက်ခိုက်ကြတယ် နိုင်ငံနိုင်ငံအတွက်လူမျိုးလူမျိုးအတွက်အကျိုးရုံပဲအဲ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုယ်ကနိုင်ငံအတွက်လူကြီးရတာမလောက်နိုင်လေအဲ့လိုကိစ္စတွေအဲ့လိုအဲ့လိုလုပ်နေရတယ်နိုင်ငံအတွက်အကျိုးအကျိုးရုံနေမှာမဟုတ်ဘူးအဲ့လိုမျိုးတွေဟုတ်ပါဘူးကိုကြောင်မျိုးမင်းပြောတာအဲ့ဒါလေအဲ့အဲ့ဒီသကလုံးနေကြောင်ပြောတာကိုယ်အတွက်လောက်တယ်လားသူ့အတွက်လောက်တယ်လားဆိုတော့ကိုကမှမဖြစ်ကြရဘူးမဟိုမကွဲမှမကွဲပြရကြလေအဲ့ဒီ။ဆိုရ ကိုကိုအထီးကမခံနိုင်ရဘာဘာမှမပြောနိုင်ဘူးစဉ်းစားလို့ဒီမြောက်ကြတော့ဟောလည်းပဲဘာနေနေတူကအချိန်ရှိသမျှပြင်အော်ကိုဘယ်ဘုတ်တော့ကဘာလို့လို့ဟာဘယ်စစ်သားဘာဖြစ်ဘယ်လိုအတော့မကြလို့ဟာဘယ်လိုကဘာဖြစ်လို့နေတူကထားအင်းရဝေးပဲကိုကိုကြလို့ရှင်နည်းနည်းလေးနည်းနည်းလေးပြန်ပြီးတော့ဟောလောက်လိုက်တာနဲ့ဒါအကုန်ရန်ရန်လေးဖြစ်ပေါ့ပွဲတွေတဲကုန်ရော ဲ့လိုမျိုးဆိုတော့နိုင်ငံအတွက်လို့ခေါင်းခေါင်းနဲ့မတက်တာပို့ပြီးတော့မကောင်းဘူးလေဒီလိုဆိုရင်နော်ဟိုကပြောရမဟုတ်ဘူးမကူမကူညီနိုင်နေမနှောက်ချက်တဲ့မျိုးပြောတာမနှောက်ချက်ပေးတဲ့လူတွေအများကြီးရှိနေတယ်မင်းနဲ့ဟိုရှင်းနေရတဲ့ဆိုရင်ကိုတိတဲ့လူတွေကစင်ကျင်တဲ့လောက်စင်ကျင်ကြောင်ကျင်တဲ့လောက်ကြောင်ကျင်ဒီဘာဘာမဟုတ်တဲ့လူတွေ ਨੇ အတော်အသင့်အကြရတိခံတဲ့လောက်တိခံကြပါ ကိုတိခံစိတ်ကလုံးဝမရှိတော့ဘယ်လိုလုပ်ဟောလောက်ခါမှာဟောလောက်ခါမှာပူပူဆိုးနေသူကဲကဲကဲကမှပဲပို့ပြီးတော့ဟိုအသက်တော်လို့ပြန်ဒီလိုရေဟိုမှာမလုပ်လို့ပါဟိုတန်တန်ဝင်ကမယူလို့ ကိုသူများကိုသူများကိုတော့မှပဲအဲ့အဲ့လောက်ပြောဆိုနေပဲကို့ကိုကြတော့နည်းနည်းလေးမှအထိမခံဘူးရတယ်အဲ့ဒါလေးတို့ကကို့ကိုပြန်တောင်းတက်လာမှမတောင်းတက်ဘူးလားဆိုတာအဲ့အဲ့ဒီမှာကြွားတာပဲသူများကိုတော့သိတယ်မမျက်စိတောက်တောက်ကြည့်ပြီးတော့အဲ့လိုမျိုးပြောနေဆိုနေကြတယ်ကို့ကိုကြတော့ငါငါဘာမှလဲဆိုတော့ဒီတဲ့တယောက်မှမတွေးသေးဘူးဟိုကလည်းမဖြစ်ဘူးလေဘုရားတမန်တော် တော့အားကြောင့်ဟိုစကားရွယ်လေးမပြောတော့ကြာပြောအောင်လေကိုယ့်ထံငွေတဲ့လူတွေလည်းမရှိတော့ PDF တွေဆိုလည်းပြရမှာတချို့အရာတွေကြလို့ရှင်ဟိုဖြစ်သွားကြတယ်တချို့တချို့လူတွေကြလို့ရှင်တော်တော်တော်များများဟိုဖြစ်ပါလေစိတ်စိတ်ဟိုဘယ်လိုပါမလဲခံစားချက်ရှိနေတယ်ဆိုတာလူမဲ့တော်တော်များများကျကျွန်တော်တို့ဟိုဖြစ်တဲ့အချိန်မှာလက်ခံပါလေတချို့လူတွေဆိုလို့ရှင်ဩမင်္ဂလာပါ လူလေးဆိုတာစိတ်ကံစားချက်ရှိတဲ့ချိန်မှာဘယ်သူမှကိုယ်ကိုသိရမှာမောင်းမောင်းမမပြောရဘူးဘယ်သူမှမကြိုက်ရဘူးအဲ့ဒါကိုကိုပါဝင်လူလိုက်နေတာပဲဒါသူကဘယ်သူနဲ့မှကိုချင်းမဆိုင်နေဘူးကို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 ဟိုကလောက်ကြည့်ပြီးတာကိုကိုရဲ့ဟိုကနဲ့ကိုကိုနဲ့ကိုနဲ့လည်းနှိုင်းရှင်ကြည့်တယ်ဒါဆိုရင်ဒီမင်းကောင်ကမလုတ်တင်ဘူးလားလုတ်တင်လားဆိုတာဖြေပေါ်လာတာကိုမကိုမကြိုက်ကြဘူးသူကမလုတ်နိုင်ဘူးဆိုတာ ေကိုသူများဝေဖန်မယ်ဆိုရင်ကိုကိုဝေဖန်တယ်ကိုအကြံပြုတယ်ဆိုရင်လည်းကိုကဟိုလက်ခံနိုင်တဲ့အလေးအကျင့်နဲ့လက်ခံနိုင်တဲ့သဘောထားကိုအရင်ဆုံးကိုကိုမွေးမြူမှာကျွန်တော်သူများကပြောသူများကပြောရကြတော့ပြောတယ်ကိုကိုပြောရကြတော့မကြိုက်ဘူးပြောတာဘယ်သူမှကိုပြောတဲ့စကားကိုဟိုကလောက်ကြတော့မှာမဟုတ်လက်ခံကြမှာတော့မှာမဟုတ်ဘာလို့လဲဆိုတော့ကိုလောက်တဲ့လို့ကိုကိုတိုင်းမှယုံကြည်ချက်မရှိဘူးဟုတ်တယ်မဟုတ်ဘယ်သူမှဒီဟာကိုကိုကိုစကားကိုလိုက်နိုင်မှာလည်းမဟုတ်အောင်လဲအောင်မြင်မှာလည်းမဟုတ် အခုလိုမျိုးပြောရတာကြည်အာကျွန်တော်တို့ဘောပဲတမျိုးတွေမြင်ကုန်မြင်လည်းမတတ်နိုင်ဘူးအခုကကိုကိုတွေလောက်လာတဲ့ဟာတွေဘာမှမဟုတ်တဲတဲတဲ့ရေသွန်ဖြစ်တာသိရမလားကျွန်တော်ပြောခဲ့တယ်ဆိုတာဘယ်သူမှကြိုက်အောင်ပြောရတယ်မဟုတ်ဟိုကဖြစ်အောင်ပြောရတယ်မဟုတ်ကြိုက်ချင်တယ်မကြိုက်ချင်ဘူးမကောင်းခင်နေဟာအကုန်လုံးကျွန်တော်ပြောခဲ့တယ်ကျွန်တော်ပြောတဲ့စကားနားထောင်နေနားထောင်နားမထောင်နေဘူးလူတွေကြိုက်အောင်ပြောတာကိုကျွန်တော်ပြောခဲ့တာမှန်မှန်မယ်ထင်တဲ့ဟာကိုပြောခဲ့တယ်လူကြိုက်အောင်ပြောရင်လူကြိုက်အောင်လုပ်လို့ရတဲ့အရာအများကြီးရှိတယ်ကျွန်တော်ပြောရတဲ့နိုင်ငံအတွက်ကောင်းမယ်ထင်တဲ့ဟာကျွန်တော်မြင်ထားတဲ့အမြင်ကို အမှန်တိုင်းပြောရကြိုက်တယ်မကြိုက်တယ်သူတို့ကိစ္စသူတို့မှကြည့်ရင်ကြည့်မကြည့်ရင်ဒီမှာစိတ်ဆိုးရင်ဆိုးမဆိုးရင်ဘယ်သူမှကိုယ်လေးစားတာကဲ့ကြဘာဘာတစ်ခုမှကောင်းတော့မှမရှိဘူးကျွန်တော်တို့လောက်ချင်တာကကျွန်တော်တို့ဖြောင်းဖြောင်းမမတ်လောက်တယ်ကျွန်တော်တို့လူတို့ကတစ္ဆာရှိရတယ်တဲ့ကိုယ်စားရင်ကိုယ့်ရဲ့အလုပ်ပေါ်မှာတစ္ဆာရှိရတယ်ဟုတ်လားဓမြတိုက်စားတယ်ဓမြတိုက်စားတဲ့အပေါ်မှာတစ္ဆာရှိရတယ်အဲတစ္ဆာမြင်တဲ့လူကအရေးကြုံလာလို့ရှိရင်တစ္ဆာဆိုပြီးတော့ကိုယ်အသက်ဘေးကနေပြီးတော့လွတ်မြောက်အောင်လုပ်လို့ရတယ်အဲ့ဒါ ။အခုလူရလိန်နာနေပြန်မယ်။တစ်တစ်ဆာမှမရှိဘူး။ဒီအဖွဲ့စည်းကိုချစ်ပါတယ်မြေနိုးပါတယ်ဘာဖြစ်ပြီးရင်ဒီအဖွဲ့စည်းတိုက်ခါကြမယ်လောက်ရလာဒီအဖွဲ့စည်းအကျိုးရှိမယ်လောက်ရလာဆိုတော့ဘယ်သူမှမစဉ်းစားကြဘူး။အဲအဲ့လိုမျိုး။အဲ့တစ်ဆာပြတ်တာပဲပြန်မယ်။အဲ့တော့ဘယ်လိုလုပ်ပြီးတော့ဒီလိုအခြေအနေတွေအတွက်တစ္ဆာဆိုကြမယ်ဘယ်လိုဘယ်လိုလုပ်ပြီးတော့အသက်ပေးရလဲလွတ်ကြအောင်ကျွန်တော်ရှင်းရှင်းလေးပဲအဲ့လိုမျိုးကိုယ့်အကူဘာလုပ်လို့ ခိုးစားတယ်ခိုးစားတဲ့အလုပ်ကိုပဲပြစ်စားကြည့်အခွင့်အရေးရလို့သူများတာသမီးဖြတ်ဖြတ်စည်းကြိုက်လို့ဆိုတဲ့ဟာမျိုးအဲ့အဲ့လိုမျိုးမလုပ်ရဘူးကိုကိုကခိုးစားခိုးစားရတာပဲလို့ပြောတယ်အခွင့်အရေးရအရပလင်းတွေ့လို့လည်းကောက်မတောင်းနဲ့ပြောတယ်အခုခိုးတဲ့အလုပ်ကိုပဲပြစ်စားကြည့်ကြည့်ပဲခိုးစားသူများတာသမီးမဖြတ်စည်းနဲ့သူများဟိုဟာအကျိုးဟိုဟာမလုပ်နဲ့အဲ့လိုမျိုးအဲ့လိုမျိုးကအသက်ပေးကြုံလာတဲ့အချိန်မှာပြစ်စားဆိုတယ်ကိုဖြောင်းဖြောင်းမဲ့လူဘွားကိုရက်တီခဲ့ပါလေဆိုတာအဲ့အဲ့ဆိုရင်အသက်ပေးကနေတွေ့တယ်ကျွန်တော်နိုင်ငံမှာလေဒါတွေကရှိကြတာပဲဟုတ်တယ် ဟိုဘယ်ကျွန်တော်ပြင်မှာလို့ပါပြောငါလာမငါလာမပြီးငါလာမကြီးဆိုရဲအားမျိုးဟုတ်လားမိမတွေကတစ္ဆာဆိုလို့ရတယ်ကျွန်တော်တို့ယောက်ျားတွေကဘာလို့မရဟုတ်လားဘယ်ဟိုစကားပြောတယ်ဆိုအဲ့လိုအဲ့လိုမျိုးတွေကိုရဲ့ဟိုဘာမှစားထက်ရလည်းမလို့ဟိုကဖြစ်ရလည်းမလို့ကိုဘဝအတွေ့အကြုံကိုမှားခဲ့မှားခဲ့ရရိုးရိုးတသက်ပြောပြတယ်ငါတော့ဘာကြောင့်မှားလဲဒီအမှားကိုမင်းတို့မကျူးလွန်အောင်ငါမှားခဲ့တဲ့အတွေ့အကြုံမင်းတို့ပြောပြဟို ကူစိုးကြီးတို့ဘာလို့ပြောရလဲသူတို့တဘုံဘဝနေခဲ့တဲ့အကြောင်းဒါကဘာမှစအောင်စပြင်းမဟုတ်သူတို့ရဲ့ဘုံကဖြတ်တန်းမှုအတွေ့အကြုံကိုပြောတယ်ကျွန်တော်တို့လူငယ်တွေအတူယူလို့ရအောင်ကောင်းတဲ့အားဆိုရင်ယူမကောင်းတဲ့အားဆိုရင်သူတို့လိုအမှားမျိုးထပ်တူမှာမဟုတ်ဒီလိုမျိုးပြောတာလေဟုတ်တယ်ဗျအော်အဲ့အဲ့အမျိုးကျကျွန်တော်တို့ကစောက်တော့ဖတ်နေရတယ်လို့ပဲသူတို့ရဲ့စကားပြောတာနားထောင်နိုင်လို့ရှိရင်ဘာလို့လဲဆိုတော့လူဘဝဖြတ်တန်းမှုအတွေ့အကြုံကြီးကိုသူတို့ပြောပြတဲ့အတွက်ကျွန်တော်တို့လည်းဘဝပဲဟုတ်တယ်ဖြတ်တန်းနေရတယ် ဒါမျိုးတွေကြုံလာခဲ့လို့ရှိရင်သူတို့ပြောထားတဲ့စကားတွေနားလည်းမကြားရဲဟိုသူတို့ဟာတွေကိုပြန်ပြီးတော့စဉ်းစားလိုက်ကြတယ်ဟောဒါမျိုးလုပ်ရင်ဒါမျိုးမှားခဲ့တာပဲသူတို့ကိုကိုထပ်မလုပ်တော့နိုင်ဘူးဟုတ်တယ်ဟဲ့အဲ့လိုအခုကမဟုတ်ဘူးသူပြောတာဘလို့နိုင်ငံရေးလို့တာကောင်းတယ်လေနိုင်နိုင်ငံရေးထဲမှာမရှိတော့ဘူးအကုန်လုံးကကောင်းတယ်တဲ့ဟိုကနေလွဲပြီးလွတ်လွတ်ထွက်နေကြတယ်အဲ့လိုအဲ့ကြောင့်ဟိုကမလုပ်တော့လေလူတွေကလိန်လိန်နေကြတယ်နိုင်ငံအတွက်လို့ပြောပြီးတော့အဲ့ကြောင့်ကိုကျော်မျိုးမင်းကပြောတယ် ပြောလိုက်လို့နိုင်ငံအတွက်နိုင်ငံနိုင်ငံအတွက်ဆိုနိုင်ငံအတွက်အကျိုးရုံးနဲ့အပြုကိုပြောဆိုပြင်မယ်အလုပ်မလုပ်ရနဲ့ကိုကိုကနိုင်ငံအတွက်လို့ပြောထားကြတယ်ဘယ်လိုမပြောတော့ဘူးလို့နေတာဒါမဲ့ဟိုဘာမှမလုပ်လုပ်တဲ့လူရဲ့ဟိုကိုတွေလောက်ခဲ့တဲ့ဟာတွေတဲတဲ့ရေတုံဖြစ်တော့ အနည်းနဲ့ခံတယ်လို့ကျွန်တော်မပြောပါဘူးကျွန်တော်ကကျွန်တော်အနည်းနဲ့မခံဘူးကျွန်တော်လောက်နိုင်တယ်လောက်ပဲလောက်မလောက်နိုင်ဘူးတော့ကျွန်တော်ဘာဖြစ်ပြီလဲမတတ်နိုင်နိုင်ငံတရားထဲထူအောင်လုပ်ရတာနိုင်ငံဖြစ်တဲ့အတွက်လူမျိုးနဲ့တမိုင်းနဲ့သိရမလားအနာအနာကနေဒီလိုဒီလိုမျိုးရှိတယ်နိုင်ငံလူလူတရားထဲအတွက်နိုင်ငံအဖွဲ့အစည်းတစ်ခုအတွက်နိုင်ငံပေါ့နိုင်ငံလူမျိုးပေါင်းတယ်ဘာသာပေါင်းတယ်သိရမလားဒီလူအဖွဲ့အစည်းရဲ့မိခိုးရာဒါကဘာဘွားအိမ်တဲ့အိမ် ဒီဖွဲ့စည်းတဲ့အဲ့အဲ့ဒီအတွက်ကိုကိုတွေဟိုကလုပ်လို့ပဲကိုကြီးစံမြန်းရမှာဟုတ်လားထက်လက်နဲ့မိုးထားတဲ့ထက်လက်နဲ့မိုးရင်ထက်လက်မိုးတဲ့အိမ်မှာနေရမှာဒဏီနဲ့မိုးရင်ဒဏီမိုးတဲ့အိမ်မှာနေရမှာဟုတ်လားတို့မိုးရင်တို့တို့မိုးထားတဲ့အိမ်မှာနေရမှာအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရလဲအခုနိုင်ငံထဲမှာဖြစ်နေတဲ့ပြဿနာအားလုံးကဘာမှတယောက်တယောက်နဲ့လုပ်လို့ရတဲ့အရာမဟုတ်တယောက်ထဲကြောင့်ဖြစ်တာဒီအဖွဲ့အစည်းတစ်ခုလုံးကတယောက်ချင်းညီမတောင်းဝန်ရှိတယ်ကျွန်တော်တို့ ်တယောက်ချင်းညီပြင်ပြင်မပြင်တယောက်တည်းသူ့ပြင်မနိုင်ဘူးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါသိကြတယ်ကျွန်တော်အဲ့ဒီခံယူတဲ့အတွက်ကျွန်တော်တို့လုံနိုင်တယ်လားကျွန်တော်နိုင်ငံအတွက်လို့ရည်စူးထားတယ်ကမှန်တယ်နိုင်ငံအတွက်အကျိုးရှိရင်လုပ်တယ်အကျိုးမရှိရင်ကိုယ့်ကိုယ့်ကိုယ်ကိုယ့် personal base တခြင်းဆိုရင်ဆိုမယ်ဘီယာတောင်းတောင်းကိုယ်ကိုယ်လုံချင်ကိုယ်လုံနိုင်ငံအတွက်လို့လုပ်တယ်ဟာမှန်လားနိုင်ငံအတွက်အကျိုးရှိမဖြစ်အကျိုးရှိတာလို့လုပ်တယ်အကျိုးမရှိတာလို့ဥပဒေကပြုတာလည်းပြောတယ်ကိုယ့် personal မှာကိုယ့်ကိုယ်ကြိုက်တယ်လို့ဘာမှမပြောအဲ့လိုမျိုး တော်ပြီနားလည်ပါ